အဲ့တော့ဘသူပဲဖြစ်ဖြစ်နောင်ဘဝအရေးစိမ့်လိုက်ရင် အမှောင်ကြီးဖြစ်နေတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုရှိတယ်တချို့ဘန္တာကနောင်ဘဝမရှိဘူးလို့ဟောတယ်တချို့ဘန္တာကနောင်ဘဝရှိတယ်လို့ဟောတယ်အဲ့ဒီနှစ်ခုကြားမှာမင်းတွေးဝေးနေသလားမဆုံးဖြတ်နိုင်ဘူးလားဆိုရင်မဆုံးဖြတ်နိုင်လို့ရှိရင်တေချာတာကိုလှုပ်ဖို့မြတ်စွာဘုရားပြော တေးချတာဘာလဲလို့ဆိုရင်ငောင်ဘဝမရှိဘူးဆိုရင်ငါဒီဘဝကောင်းအောင်နေဒီဘဝမှာငါလူတော်လူကောင်းဖြစ်အောင်လုပ်အယူမင်းဒိဂနီဒီလူတွေရဲ့ကိုချင်းတရားနဲ့ငါပြည့်စုံဒီဘဝမှာငါလူတော်လူကောင်းဖြစ်လူတော်လူကောင်းဖြစ်အောင်ကြိုးစားမယ်အဲတမလုံးဘဝမရှိဘူးဆိုရင်လည်းငါလူတော်လူကောင်းဘဝနဲ့ဘဝကိုဆုံးသတ်အကယ်၍တမလုံးဘဝရှိတယ်ဆိုရင် လူတော်လူကောင်းတယောက်အတွက်ဟိုမှာနေရာကောင်းရှိတယ်ဆိုတေးချာတောင်းလို့မဝရှိမယ်ဆိုရင် နေရာကောင်းရမှတေးချာဒါမှန်ကန်တဲ့အတွေ့တစ်ခုပဲအဲ့ဒါလိုမဟုတ်ဘဲနဲ့နောက်ဘဝဆိုတာမတေးချာဘူးဒီဘဝရတာအကုန်လုံးဆိုတာလောက်သွားမယ်ဆိုရင်တော့နော်အကယ်၍နောက်ဘဝရှိလာလို့ရှင်ဒီဘဝလှုပ်ချင်တာလှုပ်တာတွေရဲ့အပြစ်ဒဏ်တွေကသူကခံရတော့လှုပ်ချင်တာလှုပ်သွားရင်အ ပြောတယ်လေနောက်တိုင်းကလူတွေတော်တော်များများ life is too short enjoying yourself ဒါမျိုးတွေခဏခဏပြောဘဝဆိုတာတူတူလေးပဲမင်းပြောသလိုနေတောက်ချင်တာတောက်စားချင်တာစားလှုပ်ချင်တာလှုပ်ဆိုတဲ့တီဝီတွေထုတ်ပြီးတော့မဟုတ်တာရောဟုတ်တာရောအကုန်လုံးအဲ့ဒါကြတော့အကယ်၍နောက်ဘဝရှိလာပြီဆိုရင်တော့အဲ့ဒါတွေအတွက်ပေးဆပ်ရမှာဒါပေးဆပ်ပေးရမှာ အဲ့ဒီပေးဆရတဲ့အချိန်ကြတော့မှငါမှားလိုက်လေချင်းဆိုတဲ့နောင်တပူပန်မှုဖြစ်လာတတ်တယ်။ worry လို့ခေါ်တယ်နောင်တပူပန်။အဲ့အချိန်မှာပြင်လို့ရလားဆိုမရတော့နောက်ကျသွားတယ်။အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့ဆုံးမမှာဘုရားကယတိပြဘုရားမသာဝိနည်းနေနဲ့နောင်ဘဝဆိုတာအားလုံးတရားမှန်တယ်များနောင်ဘဝဆိုတာရှိတယ်။ဘာကြောင့်နောင်ဘဝရှိတယ်လဲဆိုရင်ဒီဘဝမှာဆိုတော့ ပြပင်တပင်ဟာအသီးသီးတယ်အသီးသီးလာလို့အသီးထဲမှာမျိုးပြန်ပွားဖို့အချိန်နဲ့တရှိတယ်နော်မျိုးပတ်မျိုးပြန်ပွားတာဒီပါဠိစာပေမှာ၅မျိုးပြထားရှိတယ်ဗီဇ၅မျိုးလို့ခေါ်တယ်မျိုးပြန်ပွားမှုတွေတက်မဲ့တွေမှာဗီဇ၅မျိုးမူလဗီဇအမြင့်ကနေပြန်ပွားတာရှိတယ်အမြင့်ဆိုလို့ရှိရင်တော့ နောက်ထပ်အပင်ပြန်ပေါ်တယ်ခန္ဓာပိစပင်စီကနေပြန်ပေါ်တာရှိတယ်ဖလူပိစအစ်စ်ကနေပြန်ပေါ်တာရှိတယ်နော်ပိစာပိစာဆိုတာကျတော့ဟောမျိုးစိတ်တစ်ခုကနေမျိုးစိတ်ပြန်ပွားသွားတာမူလပိစာတို့ခန္ဓာပိစာတို့ဘလူပိစာတို့ပိစာပိစာတို့ အဲ့လိုဗီဇတွေပြန်ပွားเสียဆင့်နေရှိတယ်ခုခေတ်ဆိုရင်တော့နေပညာနဲ့ပို့ပြီးပြန်ပွားတာတွေများလာတယ်ပေါ့နော်သူ့တဘာဝကိုကနေပြီးတော့ဒီအစ်ကနေသွားတာရှိတယ်မျိုးစေ့ကနေသွားတာရှိတယ်အမြင့်ကသွားတာရှိတယ်ပြင်စီကသွားတာရှိတယ်အဲ့လိုအညွန့်ကသွားတာရှိတယ်အဲ့လို သူ့ဟာသူမျိုးစိပြန်ပွားတဲ့နေစနစ်တည်းဟာသူ့ဟာသူရှိနေတာအဲ့ဒါလိုပဲမျိုးစိပြန်ပွားဖို့အတွက်လူတွေဟာဒီဘဝမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်လုပ်တာတွေကဘာနဲ့တူတုံဆိုရင်အသီးနဲ့တူတယ်အသီးထဲမှာလည်းပဲအစိတ်အစိတ်ထဲမှာလည်းပဲမျိုးပွားနိုင်တဲ့စိုင်းတတ္တိယတဏှာထဲမှာစု accumulate ဖြစ်တယ် အဲ့ဒီမျိုးစိတ်လေးတွေကြာနေပြီဒီဘဝတိပင်တပင်ဒီမျိုးအသီးတွေတီးပြီးမျိုးစိတ်တွေရှိလာပြီဆိုရင်ဒီတိပင်ရပြန်ပွားမှုဟာတေချာနေဘူးသို့သောသူ့လူလျောက်တော့ဖြစ်သလားဆိုမဖြစ်ဘူးမြေနဲ့ရေနဲ့အကူအညီရမှဖြစ်တယ်ဒီဘဝလှုပ်ထားသမျှအကောင်းဆုံးများသည်ဒီဘဝအဆုံးတတ်တာနဲ့တပြိုင်တည်းသူကမျိုးစိတ်တောင်းအောင်ကိုထမ်းဆောင်တော့မှာဖြစ်တယ် အဲ့ဒီထဲကမျိုးစေ့တစ်ခုခုဒီဘဝအပင်ပေါက်ဖို့ဆင်းရဲဖြစ်သွားတယ်အဲ့ဒါကြောင့်မို့ဒီဘဝမှာလौရက်တွေရှိနေသည့်အတွက်ကြောင့်ဒီလौရက်တွေရဲ့အကျိုးဆက်နောက်ဘဝမရှိဘူးဆိုရင်ဒီလौရက်တွေဘာမှအမျိုးနည်းလို့ဖြစ်သွားမယ်ဒါကြောင့်မို့လောက်ထားတဲ့အလုပ်တွေဟာအမျိုးမဟုတ်ဘူးနောက်ဘဝဖြစ်ပေါ်မှုရအတွက်ဖြစ်တယ်စဉ်းစားဆင်ခြင်လို့ရတယ်ပေါ့အဲ့တော့နောက်ဘဝဆိုဖြစ်လာ အကြောင်းတရားတွေရှိနေတဲ့အတွက်ကြောင့်ဒီဘဝလှုပ်တဲ့လှုပ်ရက်တွေဟာနောက်ဘဝမှာမျိုးစေ့အနေနဲ့သွားပြီးနောက်ဘဝအပင်တွေထပ်ဖြစ်မယ်အဲ့ဒါကြောင့်နောက်ဘဝအဲ့တော့ဒီဘဝလှုပ်တာတွေအကြောင်းဖြစ်တဲ့အတွက်ကြောင့်ဒီဘဝကလှုပ်တဲ့မြတ်အကောင်းအဆိုးတွေဟာနောက်ဘဝမှာခံရမှာနဲ့ဆံရမှာဖြစ်သွားတယ်လှုပ်တုံးက reaction ဆိုတာလှုပ်ထားတဲ့အတိုင်း reaction ကတုံ့ပြန်လာတယ်